မအခုမင်းသားဖြစ်စေချင်လားဆိုတော့ဖြစ်သွားရင်တော့ကောင်းမှာပေါ့เนาะဒါပေမဲ့လည်းဟိုညီမတို့လည်းသိရပဲဒီလောကဆိုတာတကယ်တော့အရင်မလွယ်ဘူးအခုအားပေးဖြစ်တာပါလဲဆိုတော့အခုထလို့လို့အခုအောင်နေမယ်အခုမင်းသားဖြစ်မယ်ဆိုတာမရှိဘူးเนาะဒီကိန်းဒီဒီလောကမှာအဲ့အတွက်ကြောင့်ရှိရှိသွားမယ်မှတ်မှတ်သွားမယ်နီးမှန်လမ်းမှန်နဲ့သွားမယ်အရေးချင်းရှိရမယ်ရုပ်အားကိုလည်းမရဘူး ဟိုပြည်မလားဟိုလူတွေကဒီလူတွေကပြီးသွားလို့လည်းမရဘူးကိုယ်ကိုင်စစ်ပန်နဲ့အဲအမှုပညာရတ္တကိုဖန်တီးနိုင်မှသာဒီလမ်းကြောင်းပေါ်မှာအောင်မြင်ပါအားနေချက်လို့ထင်တဲ့ဟာကိုပြားမထောက်ပြဘူးကိုကတော့ထောက်ပြတယ်ပြောပြတယ်အဲအဲ့အကြောင်းလို့လည်းအဖွင့်လေးဆုံးပြောရအမနက်စတွေကအဲ့လောက်ကြီးသူကိုယ်စားမကောင်းဘူးအဲတပြေးပြေးနဲ့ဒါလေးကတော့ဒီလောက်လေးလုံးချပါလားဒါလေးကဒီလောက်လုံးချပါလားဆိုတဲ့အခါကျတော့ဘီကဝိုင်းတော့ပြည့်ရလို့ရှိတဲ့အခါကျတော့သူတပြေးပြေးပို့ပြီးတော့ item ကိုကောင်းလာတယ်ပေါ့နော်ပြီးတော့တဘာဝပုံစံလာတယ်ပေါ့ ကျိုးစားနေတဲ့အချိန်မှာလည်းကျွန်တော်အချိန်ငယ်လေးပေးပြီးတော့အနောက်ကနေပြီးတော့ကောင်းကျင်းဆိုးရင်းတွေကိုပြပြပေးရဲကျွန်တော်ဘုရားလည်းကျေးဇူးတင်ပါတယ်။မင်းကစီထောက်ထားလို့မကြောက်ဘူး။မင်းကစီထောက်ထားလို့မကြောက်ဘူးလို့မင်းမရှိငါတေဝရိမ့်မယ်။အဓိကကခုနအမမေးတယ်လို့ပေါ့နော်။မင်းသားဆိုတာတဲ့ အဲကျွန်တော်ကတရုတ်ဆောင်တာကိုဝါသနာပါတာဆိုတော့အဲမင်းလားမဖြစ်ချင်ဘူးလားလို့မင်းရင်တော့ဖြစ်ချင်တာပေါ့ဒါဘယ်သူမှမဆိုမင်းရင်ဖြစ်ချင်တာပဲလေမဖြစ်ချင်ဘူးပြောရင်ဒါဒါပို့လို့ပြီးပြောနေတာဆိုတော့ဖြစ်တာတော့ဖြစ်ချင်တယ်ဒါပေမဲ့ကျွန်တော်တကယ်ဝါသနာပါတာကြတော့ကျွန်တော်တရုတ်ဆောင်ခြင်းနဲ့အဲကျွန်တော် passion ဖြစ်တဲ့ဒီအနုပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်လှုပ်ရှင်တာအများကြီးရှိတယ်အဲ့ဒီဟာကိုအတွက်လဲကျွန်တော် talent တစ်ခုဖြစ်အောင် skill တစ်ခုရအောင်ကျွန်တော်ဖြည်းဖြည်းချင်းစူးစမ်းရတယ် ။ဘာသိရသလားသူအမိုင်းလိုက်ပိုင်းလိုက်ဒီရောရှိတာပေါ့နော်။ကြည့်ရောကြည့်ဦးတာပေါ့ပေါ့။သူဘာလောက်ရမယ်ဘာလောက်ရမယ်ဆိုတဲ့ဟာလေးသိရအောင်။အဲကာရက်တာကာရက်တာကိုကျွန်တော်မပြောဘူးကျွန်တော်ဘသူ့မှမပြောဘူး။ကျွန်တော်နေလို့လည်းမပြောဘူး။မော်လည်းပြောဘာလို့လဲဆိုတော့ swipe ဖြစ်မှာဆိုရင်ဒါအဲ့လိုမျိုးပေါ့အဲ့လိုမျိုးပေါ့သူဘာလို့ရမယ်ဘာလို့ရမယ်ဆိုလို့ရှိရင်အမတော့အပြဲတဲ့သူ့ကိုကျွတ်တွင်းကျွတ်လောက်ကျွတ်ပြစင်တာဘာလို့ဆိုတော့အားလုံးကဘယ်သူမှတော့ထွက် ချိန်ရမှာမဟုတ်ဘူးလေအားလုံးကတော့အဆုံးဆုံးပြီးပါအောင်ပါချိန်ရတာအိပဲအဲကြတော့သူပါမယ်ဥစ္စာတိုင်းရောအမကတော့အများနဲ့အားဆိုင်ဖို့ပဲပြောဖြစ်တယ်ဘာလို့ဆိုပြီးတော့သူက shooting ကအစော်ကြီးအဲဆိုတော့အဲသူကအဲ့ဟာထားနောက်ကြတယ်ပါလေဆိုဖြစ်မှာဆိုတော့အမကတော့အဲ့ဒါလေးပဲစိတ်ကူပါငါမင်းကိုလူတွေသိမရှိငါထားပေးတယ်တိုက်ခန်းဆိုလဲတိုက်ခန်းကားဆိုလဲကားငွေဆိုလဲငွေငါမင်းကိုလူတွေသိမရှိအောင်ငါပြင်ဆင်ပေးခဲ့တယ်ငါမ ချစ်တခုတည်းကိုပဲငါမျော်လင့်ခဲ့တာအမကသူ့ဝေဒနာဖြစ်စေချင်လားဆိုတော့ဖြစ်သွားရင်တော့ကောင်းတာပေါ့နော်ဒါပေမဲ့လည်းဟိုညီမတို့လည်းသိရပဲဒီလောကဆိုတာတကယ်တော့အရင်မလွယ်ဘူးဟိုနိုင်ငံကျော်ဖြစ်လာတဲ့လူတွေအားလုံးကတကယ်တမ်းကျတော့ဆယ်စုနှစ်တစ်စုမကသူတို့ဒီလမ်းပေါ်မှာရှောက်ပြီးတော့မှပဲဖြစ်ကြတာဆိုတဲ့အခါကျတော့သူ့ကိုအားပေးဖြစ်တာပါလဲဆိုတော့အခုထလုံးလို့အခုအောင်နေမယ်အခုဝေဒနာဖြစ်မယ်ဆိုတာမရှိဘူး เนาะဒီ game ဒီဒီလောကမှာအဲ့အတွက်ကြောင့်ရှည်ရှည်သွားမယ်မှန်မှန်သွားမယ်နီးမှန်လက်မှန်နဲ့သွားမယ်အရေးချင်းရှိရမယ်ရုပ်အားကိုလို့လည်းမရဘူးဟိုသိရမလားဟိုလူတွေကတ်ဒီလူတွေကတ်ပြီးသွားလို့လည်းမရဘူးကိုယ်ကိုင်စစ်မှန်နဲ့အမှုပညာရတောက်ဖန်နည်းနိုင်မှသာဒီလမ်းကြောင်းပေါ်မှာအောင်မြင်ပါအဲ့တော့ဒီဇိုင်းမှန်မှန်လုပ်ပါစွဲရှိပါအားလုံးနဲ့ပနာတဲ့ပေါင်းထက်တင်တဲ့အောင်နေထိုင်တဲ့အောင်နေပါဒါပဲအမှဆုံးမဖြစ်တဲ့ပြောပါ မင်းငါစီထွက်သွားလို့မကြောက်ဘူးမင်းငါစီထွက်သွားလို့မကြောက်ဘူးလို့မင်းမရှိငါတေဝရိမ့်မယ်အဓိကကခုနအမမေးတယ်လို့ပေါ့နော်မင်းသားဆိုတာတဲ့ အဲကျွန်တော်ကတရုတ်ဆောင်တာဝါသနာပါတာဆိုတော့အဲမင်းလားမဖြစ်ချင်ဘူးလားလို့မင်းရင်တော့ဖြစ်ချင်တာပေါ့ဒါဘာလို့မဆိုမင်းရင်ဖြစ်ချင်တာပဲလေမဖြစ်ချင်ဘူးပြောရင်ဒါဒါပို့လို့ပြီးပြောနေတာဆိုတော့ကျင့်တာတော့ဖြစ်ချင်တယ်ဒါမှကျွန်တော်တကယ်ဝါသနာပါတာကြတော့ကျွန်တော်တရုတ်ဆောင်ခြင်းလေအဲကျွန်တော် passion ဖြစ်တဲ့ဒီအနုပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်လှုပ်ရှင်တာအများကြီးရှိတယ်အဲ့ဟာကိုအတွက်လဲကျွန်တော် talent တစ်ခုဖြစ်အောင် skill တစ်ခုရအောင်ကျွန်တော်ဖြည်းဖြည်းချင်းစူးစမ်းရတယ်အဲခုနပြောပြီးသွားပြီပေါ့နော်ကျွန်တော်ဒီ တရုတ်ဆောင်ဆိုလို့ရှိရင်လည်းကျွန်တော်ဖြက်လျှောက်ဘွားနေပြီးတော့စားခဲ့တာပေါ့နော်ဒါအဲကျွန်တော်စားလို့တဲ့အချိန်မှာကျွန်တော်အဲမမောင်တို့ရဲ့မမောင်ဇလန်းတွဲမှာပေါ့နော်ကျွန်တော်အဲကိုတွန်းတွန်း fighting tour ရဲ့အဲ thank you ကွင်းမှာကျွန်တော်အဲဆရာဝန်လေးနေရာအဲ့လိုမပေါ့ဘူးမပေါ့ဘူးဆိုတာလေသိရဒါမဲ့လေဖြက်လျှောက်အနေနဲ့အဲ့အဲ့လုံးလေးကအခုကိုတိလိုက်တယ်။အော်ငါအဲ့လုံးလေးကငါမပါမန်းတိနေအောင်မှငါလုပ်ပြချင်တယ်ဆိုတော့ငါတစိမ်ကြရင်ငါဖြစ်အောင် ငါဖြည်းဖြည်းချင်းစူးစမ်းသွားမယ်ငါလောနေလို့မရဘူးဒါပေမဲ့ငါအဲငါစိတ်ကူးရဲ့အရာကိုတော့ငါဘယ်တော့မှလက်လျှော့မှာမဟုတ်ဘူးဆိုရင်အတွင်းနဲ့ပဲဆိုတော့ဖြည်းဖြည်းချင်းလုပ်ပါမယ်။ညောင်ပါလဲအတောင်20လေး။အဲကြားပါ။ဒီကြားကအတောင်20မှာလဲဒါအခုတော့မရှိတော့ဘူးနော်။ဆုံးသွားပါပြီ။ဒါကိုတူးဆိုလို့ရှိရင်လဲဒါဖြူအောင်တက်ကရိတ်ကကိုတူးဆိုလို့ရှိရင်လဲကျွန်တော်တို့အဲအတူတူရိုက်တော့သူ့ကိုအနိုင်ကျင့်ခဲ့ရတဲ့အဲចောင်းသား လေးနေရာပေါ့နော်အဲ့တော့ကျတော့ကျွန်တော်ကရုံးနဲ့ကလေးယုံနဲ့ဆိုတော့ကလေးဆိုပေါ့အဲအဲ့လိုမျိုးပုံစံကနေတရုပ်ဆောင်ရဲ့ဘူးရဲ့အဲ I know တော့ကလေးယုံကလေးနဲ့ကလေးယုံနဲ့ဆိုတော့အဲ့တော့လည်းတင်ပေးရကိုသူဆိုရှင်လည်းအာဒါအခုတော့မရှိတော့ဘူးရွေးချယ်ပေးခဲ့တဲ့တိုင်းချင်းကြီးတော့ရောက်လို့ကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်ခုလိုနေရာမှာရောက်ပြရအောင်ဝေးဖန်ပေးခဲ့ကြောင်းမိဘတို့ပါဝင်ကျေးဇူးများကြီးတင်ပါတယ်ပြီးတော့ကျွန်တော်အခုလို့ ကျိုးစားနေတဲ့အချိန်မှာလည်းကျွန်တော်အချိန်ငယ်လေးပေးပြီးတော့အနောက်ကနေပြီးတော့ကောင်းကျိုးရင်းတွေကိုပြပြပေးရဲကျွန်တော်ကတော့လည်းကျေးဇူးတင်ပါတယ်။ဒီမှာမဟုတ် တကယ်မဘူးမအဲ့ဒီလိုဟွာဟွာဖြစ်နေတရားတရားဖြစ်နေတရားတရားဖြစ်နေတာအားအဲ့လိုမျိုးရင်မကဒီကနေ့ကမတော့တိုးတက်စေချင်တာပေါ့နော်အဲ့ဒါဆိုတော့အားနေချက်လို့ချင်တဲ့ဟာကိုသူများမထောက်ပြရင်ကိုကတော့ထောက်ပြရင်ပြောပြရင်အဲအဲ့အချောင်းလို့လည်းအဖွင့်လေးဆုံးပြောရအမနစ်စတွေကအဲ့လောက်ကြီးသူကိုးစားမကောင်းဘူးအဲတပီပီနဲ့ဒါလေးကတော့ဒီလောက်လေးလုပ်ချင်ပါလားဒါလေးကဒီလောက်လုပ်ချင်ပါလားဆိုတဲ့အခါကျတော့ဘီကဝိုင်းပြောပြရလို့ရှိရင်အခါကျတော့သူတပီပီပို့ပြီးတော့ item ကိုကောင်းလာတယ်ပေါ့နော်ပြီးတော့တဘာဝပုံစံလာ ာပဲဗောနော်ဟိုကိုတာမတက်တာဗောနော်မမတို့ကကြတော့ဘာရှူတင်နေမှာမျက်နှာမူကြီးတွေလောက်တာကိုကြည့်ပြီးတဲ့အခါကျတော့အဲ့အားလေးမြင်ရတော့လေတဘာဝနဲ့အိဆက်ဆုံးနေတဘာဝလိုပဲနေအဲတချို့နေရာတွေကကို့မှာအားနေချက်ရှိရဲ့လို့လူတွေကသိရဲ့အဲ့အားလေးကိုဖုံးကျင်တဲ့ဟာမျိုးလို့ရှိရင်အဲ့အားမျိုးလေးကိုဖုံးနေတဲ့လွလွလွလပ်တဲ့ဆောင်ကျဲဆိုတာအဲ့အားလေးကိုပြောပြတာဗောနော်ပြီးတော့အလှတွေပါရင်အရန်အမကူနဲ့တဘာဝဆန်အောင်ပဲစူးစမ်းလို့ပဲမမတို့ အဲ့လိုတိုက်တွန်းဖြစ်တာပေါ့အဲခုနမမပြောသလိုပဲပေါ့နော်ဒီတရုတ်ဆောင်တဲ့အချိန်မှာကျွန်တော်အရင်တော့ဆပြီးတရုတ်ဆောင်တော့ဆိုရင်ကျွန်တော်ကင်မရာရှိမှအရင်လာကြင်တာသဘင်ပြက်နေမလားအာတခုခုမားနေမလားဆိုရယ်စိတ်နဲ့အဲ့လိုမျိုးနေခဲ့ဘူးရယ်အအရှိမမမလည်းပြောရယ်မမမတိုင်ခင်ကကျွန်တော်အရှိမတင်စရာမြင်စရာကြားစရာအများကြီးရှိခဲ့ရယ်သူတို့ရယ်တင်ပြမှုတွေလည်းရှိရယ်ပြောပြခဲ့မှုတွေလည်းရှိရယ်ပြီးတော့ကျွန်တော်ဒီ အခုနပြောလို့ပဲပေါ့နော်ဖြည့်ရှောင်းကနေစပြီးလုပ်တဲ့အချိန်မှာပြ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 ချင်းတက်သွားတဲ့အချိန်မှာအဲဒီမင်းသားမင်းသမီးကြီးတွေရဲ့ကင်မရာရှေ့မှာဘယ်လိုနေရဲဘယ်လိုမျိုးတရုပ်ဆောင်လဲ အဲသူတို့ရဲ့လုတ်သွားတဲ့ item တစ်ချက်ဈေးစီကိုလိုက်ကြည့်ရတာကိုကျွန်တော်အရန်သဘောကျတယ်အဲကျွန်တော်လည်းအဲ့လိုအားယူလဲတေချာလိုက်ပြီးတော့လေးလာခဲ့ရပေါ့နော်အဲ့ညာကြီးလည်းပါတယ်အခုဒါမမပြောသွားသလိုပဲအဓိကကင်မရာရှင်းမှာလာနေဖို့တဲ့ကိုယ့်ရဲ့ဇက်ကောင်စီရဲ့ကာရက်တာပို့ပြီးတော့ပြင်ဖို့ကပို့အရေးကြီးရဲ့ဆိုတော့တတိပြေကျွန်တော်ရဲ့ mindset ထဲမှာဝင်လာတော့အဲ အဲ့အဲ့အတိုင်းပဲပို့ပြီးတော့ကြိုးစားဖြစ်ပါတယ်။အာဘာပြီးတော့သူလည်းအခုစပြီးတော့ကြိုးစားနေတဲ့ချိန်နဲ့နေပါတော့ကလေးစရာဆိုတော့အာပြည့်တယ်လည်းအားပေးပြီးပါတော့လို့အာသူလည်းတောင်းလို့ကြိုးစားနေပါတယ်။ဘာလို့လဲအကောင်တက်နိုင်ကြလေးစုလုပ်နေပါတယ်။ ဟုတ်ဒါကျွန်တော်ရှေ့ဆက်ပြီးတော့လည်းအများကြီးစူးစမ်းသွားပါမယ်ဒီစူပါစတားဆိုတာလည်းကျွန်တော်ဘဝမှာဒါမှတ်တိုင်အကြီးမားဆုံးမှတ်တိုင်တွေကတခုဖြစ်ခဲ့တဲ့အတွက်ကြောင့်အဲကျွန်တော်ရင်ထဲမှာအရင်လည်းဝမ်းသာတယ်အခုလိုမျိုးမြင်လိုက်ရတဲ့အချိန်မှာကျွန်တော်ရဲ့ဆန္ဒတွေကတခုပြေဝသွားတယ်လို့လည်းခံစားရတယ် ဲ့အတွက်ကြောင့်ကျွန်တော်ရှင်းဆက်ပြီးအများကြီးစူးစမ်းသွားပါအောင်မယ်ကျွန်တော်ရဲ့အဲတဖြည်းဖြည်းချင်းကျွန်တော်စူးစမ်းတာတွေကိုလည်းစိတ်မပြတ်အောင်ကျွန်တော်ရဲ့ကျွမ်းကျင်မှုကျွန်တော်ရဲ့ skill ကျွန်တော်ရဲ့ mindset တွေကိုဖြည်းဖြည်းချင်းပြင်ဆင်ပြီးတော့ကြောင်းလဲသွားပါမယ်လို့ကျွန်တော်ချစ်ပြီးကြောက်ပါဦးလို့တောင်းဆိုချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်